တက္ကသိုလ်ကျောင်းသားတွေရဲ့ကျောင်းဝင်မပုံတင်တာနဲ့ကျောင်းဝင်ကြီးကျောင်းလကတွေကအွန်လိုင်းငွေပေးချေတဲ့စနစ်နဲ့တက္ကသိုလ်တွေမှာစတင်ကျင့်သုံးမယ်လို့သိရပါဗျ။မလ17ရက်ကနေပြည်တော်ပညာရေးဝန်ကြီးဌာနရုံးအမှတ်73အစည်းအဝေးခန်းမမှာကျင်းပတဲ့တက္ကသိုလ်ကျောင်းသားတွေရဲ့ကျောင်းဝင်မပုံတင်ခြင်း registration နဲ့ကျောင်းဝင်ကြီးကျောင်းလကတွေကအွန်လိုင်း payment mobile wallet နဲ့ပေးသွင်းတာတွေချိတ်ဆက်ဆောင်ရွက်နိုင်ရေးဦးစီးကော်မတီအစည်းအဝေးတင်ပြဆောင်2025ကနေသိရပါဗျ။အစည်းအဝေးမှာဒုတိယဝန်ကြီးက တက္ကသိုလ်နေတင်တဲ့အဝေးတင်ကျောင်းသားတွေရဲ့ကျောင်းဝင်မပုံတင်တာနဲ့ကျောင်းဝင်ချင်းကျောင်းလကပေးတင်တာတွေကိုမိမိတို့နှစ်သက်ရအွန်လိုင်းပေးမန့် mobile wallet တို့နဲ့စတင်ချိတ်ဆက်တဲ့အခမ်းအနားဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမြန်မာနိုင်ငံတော်ဗဟိုဘဏ်နဲ့ဘဏ်အဖွဲ့အစည်းတွေရဲ့ချိတ်ဆက်အောင်မြင်မှုဖြစ်ကြောင်းတက္ကသိုလ်ကျောင်းသားတွေငွေသားနဲ့ကျောင်းဝင်ကြီးကျောင်းလကပေးသွင်းတာအစား digital ငွေကြေးသုံးစွဲခြင်းအလေးအကျင့်ကိုပြောင်းလဲကျင့်သုံးနိုင်တာဖြစ်ကြောင်းမြန်မာနိုင်ငံဗဟိုဘဏ်ရဲ့ MMQR စနစ်မှာချိတ်ဆက်ထားတဲ့ဘဏ်အဖွဲ့အစည်းတွေနဲ့ online ငွေပေးခြေခြင်းကို မလ18ရက်တနင်္လာနေ့ကစပြီးပြည်ညာရေးဝန်ကြီးဌာနမှရှိတဲ့တက္ကသိုလ်တွေမှာစတင်ကျင့်သုံးမှာဖြစ်ကြောင်း Digital စနစ်ကိုပြောင်းလဲမှုမှာဝိုင်းဝန်းပါဝင်ပတ်မိုးကူညီပေးကြသူတွေအားလုံးကိုမှတ်တမ်းတင်ဂုဏ်ပြုအပ်ကြောင်းပြောပါရယ်။ဆက်လက်ပြီးမြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌတက်က2025ခုနှစ်ဖေဖော်ဝါရီ28ရက်မှာစတင်အသုံးပြုနိုင်ပြီဖြစ်တဲ့ MMQR စနစ်ကိုဝင်ကြီးဌာနတွေအနက်ပြည်ညာရေးဝန်ကြီးဌာနကပထမအဦးဆုံးစတင်အသုံးပြုတာဖြစ်တဲ့အတွက်သမိုင်းမှတ်တိုင်တစ်ခုဖြစ်ကြောင်း မိုဘိုင်းဘင်းယူဇာ90ရာခိုင်နှုန်းကျော်အထိလွှမ်းခြုံနိုင်မှာဖြစ်ကြောင်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်နဲ့ဘဏ်အဖွဲ့အစည်းတွေကဆက်လက်ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်းပြောပါရယ်